ကဲရန်ကုန်သွားနေပြီတဲ့နော်ရှင်လေးရလဲဖောက်လိုက်ရသေးရဲ့နော်သူတို့ဟာအဲ့တော့တရင်ကျွတ်မှာဤသူတွေကိုလက်ဆောင်ပေးလိုက်တဲ့တော်လိုင်းဖွဲ့တွေရဲ့အောင်ပွဲတွေဖြစ်ပါတယ် ဟဲ့ကိုချင်းစာတရားတွေမထားတတ်ကြတာကိုပြောတာ။အော်သူတို့မိသားစုနေရာမှာငါတို့မိသားစုဒါဆိုရင်ဆိုတဲ့အပိစိတ်ကလေးနဲ့ရှိတယ်ဆိုရင်တော့ပိစရာတတ်မှာလေ။ခု တကောင်စင်းကောက်တာနှစ်ပတ်ရှိပါတယ်ဟွန်းနှစ်ပတ်တွင်မှာပြဿနာမတွေ့ရမင်းရနှစ်ပတ်တွင်မှာပြဿနာမတွေ့ရဘူးပြောနေတာနှစ်ပတ်တွင်မှာအုတ်ကြီးရနှစ်ဓာစင်းလောက်ရှိနေပြီနော်နှစ်ဓာစင်းလောက်ဖင်မှုလောက်ထောင်နေနှစ်ဓာအခုလေလက်တက်တီချမ်းမပြီးကြပါနဲ့တော့မတန်တော့ပါဘူးလို့ ကျွန်တော်လည်းဘာမှမဟုတ်ဘူးနဲ့ပြစ်ခင်ဘာမှမဟုတ်ဘူးဆိုတဲ့စကားအောင်ပြောနဲ့ဘာမှမဟုတ်ဘူးဆိုတဲ့စကားအောင်ပြောနဲ့နင်တို့စစ်ခွေးလုံနေရဆိုတော့ဟုတ်ကူဟုတ်နေတာရန်ကုန်မြို့လိုမျိုးဆိုင်ကယ်စီးခွင့်မရှိတဲ့မြို့ထဲမှာတော့ဆိုင်ကယ်တွေကိုဟောတယ်လို့မျိုးစီးနေပြီးတော့လူမိုက်ဆန်ဆန်တွားနေတဲ့အဖွဲလုံနိုင်နေဆိုတာကတော့အားလုံးပဲစဉ်းစားကြည့်ပါယုံလေးရဲ့နောက်ခံဘက်ကတော့ မင်္ဂလာပါကိုကျက် report reaction video channel လေးရပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီ video ကို reaction မလို့တော့ပေးကမှာတော့ယနေ့အော်တိုဘာလ16ရက်နေ့စနေနေ့ညနေပိုင်းထိနောက်ဆုံးရရှိတဲ့သတင်းချို့ကိုအချင်းချို့ဖော်ပြပေးသွားမှာဖြစ်ပါတယ်ပန်ဝါမြို့ကို KIA ကသိမ်းပိုက်ပြီးနောက်ညာရင်းချင်းမှာပဲတရုတ်က KIA နယ်မြေနဲ့ဆက်ဆက်နေသောနယ်စပ်ဂိတ်များကိုရုတ်တရက်ပိတ်ချလိုက်ပါတယ်ဒါအဘသွားတိုက်တာဖြစ်မယ်ဗျတိုက်ပွဲနဲ့ထိုးစစ်များရက်ရန် KIA ကိုတရုတ်ကဖိအားပေးလိုက်တယ်ကိုသိရှိရပါတယ် ပြန်ရီကဘန်မော်မြကြီးနာကိုထိုးစစ်မစင်ဖို့ဖိအားပေးတဲ့အနေနဲ့တရုတ်ကဂိတ်တွေပိတ်တယ်လို့ပြောလို့ရပါတယ်။ပိတ်တာကလိုင်ဇာနဲ့မိုင်ဂျာယန်ဘက်ကဂိတ်တွေကိုလည်းတရုတ်ကပိတ်တယ်။တိုက်ပွဲတွေရပ်ဖို့တရုတ်ကဖိအားပေးတဲ့သဘောနဲ့လာပိတ်တာနေမယ်ဟုကချင်ဒေသရင်းမိကပြောထားတာကိုတွေ့ရှိရပါတယ်။သတင်းတပုတ်မှာတော့ဘူးတလင်မြို့နယ်အတွင်းရွာစဉ်လှည့်၍မီးရှို့ဖျက်ဆီးနေသောအကြမ်းဖက်စစ်ကောင်စီတပ်သားများကဆယ်ဝါးရာကိုဆက်လက်မီးရှို့ဖျက်ဆီးနေကြောင်းလည်းယနေ့မှသိရှိရပါတယ်။ တုံတို့မျိုးနဲ့ရှိခြေရများကိုစစ်တပ်ကလက်နက်ကြီးပစ်ခတ်မှုကြောင့်ပြည်သူတအူးသေဆုံးပြီးနေအိမ်များလည်းပျက်စီးသွားကြောင်းသိရှိရပါတယ်။ပလဲမျိုးနဲ့တင်လဲစားနေရိတ်ခါပြက်လက်နေသောဇီးဖြူကုန်းပြူစောထီရွာကိုစစ်တပ်ကလေရင်ဖြင့်ရိတ်ခါနဲ့လက်နက်ခဲရန်အထုပ်66ထုပ်ကဲချပို့ဆောင်ခဲ့ပါတယ်။လေးကေကော်နီးရှိစစ်ကောင်စီဆွဲတော်ကုန်းပြူဟာအမြောက်တက်စကန်ကိုတိမ့်ပိုက်မှုအတွက် KNLA PDF ပူပေါင်းတပ်များကိုကရင်ပြည်သူလူထုက တောင်းတောင်းဖြတ်ဖြတ်ကြိုးစုံနေတာကိုလည်းနောက်ကဗီဒီယိုဖိုင်လေးမှာတွေ့ရှိရမှာဖြစ်ပါတယ်။အားလုံးပဲကျွန်တော်တို့ရဲ့ reaction video တွေဆက်သွားပါမယ်။ဒီနေ့ညအောင်ပွဲခံထားတဲ့ဗီဒီယိုတွေကိုစိမ့်စိမ့်ကြည့်ရင်အားလုံးပဲဆက်လက်ပြီးအောင်ပွဲခံနိုင်ဖို့စုမုံကောင်းတောင်းပေးလိုက်ကြပါအောင်။မျိုးတွေအားလုံးအဆုံးထိကြည့်ရှိဖို့ပြေဖို့တောင်းဆိုလိုက်ပါတယ်။ဒီဗီဒီယိုလေးမှာကတော့အားလုံးတင်ပြီးတာတိုင်းပဲလေးကန့်ကော လေးကန့်ကောအောင်ပွဲပေါ့နော်ဘူတာဘောဦးဆောင်ပြီးတော့ဘူတာဘောရဲ့ညွန်ကြားချက်ပုံများသွားနေပဲတိုက်ပွဲတွေဝင်ခဲ့ကြပြီးတော့မှအောင်ပွဲရဲ့အတွက်အားလုံးပြည်သူတွေကတော့တခဲနဲ့ကြိုးစုံနေတာကိုမြင်ရမှာဖြစ်ပါတယ် Thank <laughs> you.

ားလုံးပဲဒီဗီဒီယိုလေးမှာကတော့မြန်မာနိုင်ငံမှာလက်ရှိချိန်မှာတိုက်ပွဲတွေပြင်းထန်ပြီးတော့တော်လန်ကြီးအောင်မြင်ဖို့အတွက်တစ်ဖက်မှာစူးစမ်းနေတဲ့ချိန်မှာပဲတစ်ဖက်မှာလည်းဘောမအုပ်စုဖြစ်တယ်လို့လူမိုက်အုပ်စုလည်းဖြစ်ဘောမအုပ်စုလည်းဖြစ်ပြီးတော့အဘအရင်းနဲ့အောင်းဖက်နေတဲ့ပြင်မာတော့ရုပ်ရှင်ရဲ့တရုတ်ဆောင်ပုံစံနဲ့နေပေမဲ့နောက်ွယ်မှာတော့ပြူစောထီးရောင်ရောင်လုပ်နေတဲ့ခုံတွေရှိပါတယ် ဲအားလုံးဒီအတိုင်းမှာဒါကတော့ယုံလေးဖြစ်ပါတယ်ပြီးတော့တစ်ဖက်မှာလည်းတော်လိုင်းရေးအတွက်လုံနေကြလို့တစ်ဖက်မှာလည်းအခုလိုမျိုးဖြစ်နေတာတွေကတော့မြန်မာနိုင်ငံမှာစမ်းမဟုတ်ပြီမဲ့လေအောင်ဆုံးဖြစ်ပြောချင်တာလေးကတော့လက်မှတ်တွေကိုလူမိုက်ဆန်ဆန်ရောင်းနေဆိုတဲ့ဟာလေးကလည်းတော်တော်လေးကိုသတင်းပြန့်နှံ့နေရောတွေ့ရပါတယ်ဒါတွေကတော့အားလုံးနဲ့တည်ပြီးသားဖြစ်မှာပါပြပိုင်းပြပြောသူတို့တွေဘလို့မျိုးလူမိုက်ဆန်ဆန်တွေတွားနေလဲဒါတွေကိုဘာကြောင့်ခွင့်ပြုထားလဲဆိုတာကတော့အားလုံးပဲ ကြည်ရင်သိအောင်ဖြစ်ပါတယ်ရန်ကုန်လူမျိုးတဲမှာဆိုင်ကယ်မစီးရဆိုတဲ့မျိုးတဲမှာဆိုင်ကယ်တွေကိုဟန်ပါပါစီးပြီးတော့လုံရှင်ဆန်ဆန်လူမိုက်ဆန်ဆန်လုပ်နေတဲ့အဖွဲ့လုံရက်တွေကိုကြည်ရသေးဘူးဆိုရင်တော့ဒီဗီဒီယိုလေးမှာအားလုံးတက်ဖော်ပြပေးလိုက်ပါတယ် ซินกောက်တာနှစ်ပတ်ရှိပါတယ်อืมနှစ်ပတ်တွင်မှာပြဿနာမတွေ့ရမင်းကနှစ်ပတ်အတွင်းမှာပြဿနာမတွေ့ရဘူးပြောနေတာနှစ်ပတ်အတွင်းမှာအုတ်ကြီးရဲ့နှစ်ဓာစင်လောက်ရှိနေပြီเนาะနှစ်ဓာစင်လောက်ဖင်မှုရောထောင်နေနှစ်ဓာစင်လောက်ရှိနေပြီမင်းဖင်မှုရောမထောင်သေးလို့ပြောမနေနဲ့အုတ်ကြီးတွေမိသားစုရဲ့အဲ့လိုမျက်ရည်နဲ့မျက်ခွက်ဖြစ်နေပြီမင်းတို့ရဲ့ တကောင်စင်းကောင်းမှုအကြောင်းပြုဖင်မှုတော့ထောင်းပုံကြပြီနော်မ32တန်းဟွန်းစင်းကောက်ပြီးပြီလို့ကျွန်တော်တတင်းကြာ32တန်းဆာဗာတွေကိုရောက်ပေါ့နော်ဒီလဘကဆာဗာတွေကိုဒါအဖွဲ့အစည်းတွေမပါဘူးအဖွဲ့အစည်းဆိုအောင်မှာစစ်တပ်တို့အရဲတို့ပါညာတကယ်အဖွဲ့အစည်း group ကြီးတွေမပါဘူးမပါဘဲနဲ့ဒီမြေပြင်မှာ like မျိုးခဏနေပါဦး32တန်းတော့တန်း90တန်း60ရှိတဲ့မြန်မာနိုင်ငံမှာနေပြီးတော့ရဲ့အေယာဝတီတိုင်းရဲ့မန္တလေးတိုင်းရဲ့ရန်ကုန်တိုင်းရဲ့ဒါပဲရှိတာအမှန်နေတဲ့လူက32တန်းတော့ရှိပါမလားကွာမင်းတို့အခုဆိုရင်ရခိုင်မှာလည်းသွားကောက်လို့မရဘူးအချင်းမှာလည်းသွားကောက်လို့မရဘူးပြည်ရင်မှာလည်းကောက်လို့မရဘူးရှမ်းမြောက်မှာလည်းကောက်လို့မရဘူး ။ဟို32တန်းရယူဆိုတော့မင်းခေါင်းကလေချီးစားပြောတဲ့ခေါင်းတော်ဖြစ်နေပြီ။32တန်းရ။ဟွန်း။အဓိကကောက်နေတာဆရာဆရာမ4200။တော်တယ်ဗျာဒီဆရာမတွေ။နော်စီဒီလည်းမလုပ်ဘူး။မြောက်ပေးနေမြောက်ပေးနေတာဟိုကအကုန်လုံးကြွားတော့မယ်မင်းမြောက်ပေးနေမင်းမပါတိုင်းမြောက်ပေးမင်းကိုယ်တိုင်ထွက်ကောက်ပါလားကိုပေါ့ကိုကြောင့်မကောက်ရဲနေမြောက်ပေးနေတာအဲဒါကောင်စင်းကောက်ဆိုလဲကိုယ်ကကူညီတယ် ဒီဆီယာမားတွေကျွန်တော် credit ပေးတယ်ဆီယာဆီယာမားတွေပေါ့နော်ပညာရေးဝန်ထမ်းတွေ၄000နှစ်ထောင်တနိုင်ငံလုံးမှာကောက်အဲ့တော့ဒီလောက်နှစ်ပတ်အတွင်းမှာ32တန်းစင်းကောက်နိုင်နေဆိုတာဒါ NASA ကောက်လဲချီးကျူးရမယ်ဒါလုံနိုင်တယ်လို့ဗာမယ်မချင်းတို့ကြားတို့လဲတက်တရတက်တရဦးစီးပြီးတော့လုံကျွေးလှုပ်ပြီးတော့ဒါကောက်သွားမယ်လို့တည်င်းရရှိတနိုင်ငံလုံးဒါကောက်နိုင်လို့ရတော့ကွာ ။ online ကြက်တွေကဘူးလက်လဆိုအလေးတောင်ပြုတ်လိုက်အောင်မယ်လို့။ EU နဲ့ပြဿနာမရှာဘူး။ဖေကောင်နဲ့ပြဿနာရှာဆိုဗဒက်တွေကပြဿနာရှာ။ဗဒက်တွေချီးပလိနေတာဒါမရှိဘူး။ဒီကောင်စင်းကောက်တယ်ဆိုဘူးနဲ့မဆိုင်ဘူး။တနင်္ဂနွေလုံးနဲ့ဆိုင်။ဒီကောင်စင်းကောက်တယ်ဆိုနာဆာကအတွက်လည်းမဟုတ်ဘူး။ဗဒက်တွေရဲ့ပြဿနာမရှာဘူး။ဗဒက်တွေတခါလဲရှင်းပြတာ။နော်။ပြဿနာရှာရတဲ့ဗလက်တင်ပါဘူး။မင်းပြောတဲ့ဗဒက်တွေဆိုတဲ့ PDF တွေကပြဿနာမရှာတတ်ဘူး။တခါလေးပဲရှင်းပြတာမင်းတွေ့ပါတယ်။ အာဘီဂျီနေပါတိတ်တူတာဘယ်သူ့တမမဟုတ်တိုင်းပြည်အတွက်ကောက်တာဒါကောက်ကိုကောက်ရမယ်ဟာဒါ regular regular ပေါ့ပုံမှန်လောက်ရမယ်အလုပ်ဇနစ်တစ်ချိန်ပုံမှန်လောက်ရမယ်လို့ဒါဗဒနာမလားဗဒအနေဒီအနေဒီကပေါ့ဖွာလာဆိုဒါနာမလဲဘာဤတော့မချမ်းသာပြီမဲ့ဒီကလာကတရင်ကျရဲ့လီမှာ အဝေးကတာသမီလေးတွေကကတော့တဲ့အချိန်ကြတော့မအီးလေးစူးစားပြီးတော့မိပြောက်ထားတဲ့အဝေးဆုံးကိုထွက်သွားတဲ့ตาလေးကိုတတိယမအီးတို့ကမချမ်းသာပြီမဲ့မရှားပါတဲ့မိသားစုပါဟိုတာသမီလေးတွေကိုကိုယ်ရဲ့ရင်ခွင်မှာလည်းထားလို့ရတာပေါ့နော်ဒါပေမဲ့ခိုင်ဦးချက်လေးတွေနဲ့သူတို့တွေ ဝင်သွားကြတော့မေးရလဲတက်မလို့ချက်သူဆိုတော့อืมခုမှငိုမနေနဲ့ဟိုအတားကြီးပတ်ပိုးပြီးဟိုသားသမီးကြီးထူးချွန်တော့ဝန်တာလိုက်ရတာခုံယူလိုက်ရတာတည်သွားတော့ဘယ်သူမှလည်းအကြောင်းမကြားဘာမှလည်းအရေးမလုပ်လူတယောက်သေးဆုံးတော့ကြောက်ခဲတလဲလို့လုံနေတဲ့ကြောက်ခဲတော့တံပိုးမရှိအောင်လုံနေတဲ့ လူကြီးတွေကိုတခတ်တလေကြတော့ဒဲ့မုံတယ်လို့ပြောလိုက်ချင်ပါတယ်။ဘုံนี่ကတော့ဘောဟိတ်နဲ့အတူတူတွဲပြီးကနေပြီးတော့အခုတော့ဘာကိုမုံနေရလဲ။ချစ်ချစ်လိုက်ပါဘဘကြီးကိုချစ်ရတဲ့အတွက်ပေးဆက်ရတာတွေကတန်ပါတယ်အမကြီးရဲ့။မအီးလိုပဲ။ခံစားနေရတဲ့မိသားစုတွေလည်းအများကြီးနေပါတော့နော်။အများကြီးမှမဟုတ်ဘူးတော်တော်များနေတာတော်တော်များနေမှာတော်တော်တော်များနေပါတယ်မကြီး ါပေမဲ့တချို့ကကြတော့ NDA တွေဖြစ်လာမဲ့ပြဿနာတွေကိုကြောက်လို့မပြောဘဲနဲ့ရှင်ကုန်နှုတ်ပိတ်ပြင်မဲ့မအီးကတော့သူများကိုလည်းခွန်အားပေးကိုကိုတိုင်းကလည်းတိမ်မှမကြောက်စိမ့်စိမ့်တောက်လုံးနေတဲ့လူတွေပေါ့လို့ကိုသားသမီးတွေပေးဆုံးရတာမတန်လိုက်တာကိုပြောနေတယ်ခုဆိုကြဆုံးသွားတာတော့လာတယ်ဝင်လာပြီပေါ့နော်อืม ဝန်내ချင်းဆိုတဲ့အတိမတ်ပြုတဲ့စာလေးတစ်စာမှရှောင်းနေစစ်သားတွေပဲဖြစ်ဖြစ်စစ်ဘိုးတွေပဲဖြစ်ဖြစ်ပေါ်ကကောင်တွေကတော့နင်တို့ခွေးလောက်ပဲတန်ဖိုးထားတာအဲ့တော့ခွေးလိုပဲဆက်ဆံပါနော်ခွေးလိုဆက်ဆံခံရတာဥမှကျင်းနေနေရဆိုလဲအဆုံးထိသွားဖို့ပဲစဉ်းစားလိုက်တော့တစ်ခါတလေကြာလဲအာပြရတာခွန်အားလေးပြတ်တယ်အဲ့ဒီနဲ့သူပဲဒီသားစုတိုင်းခံစားနေရမယ်လို့နားလဲ ရဲ့စိတ်တွေတအားပောက်ပွဲလာရင်ဇက်ကပြောချင်အောင်ပြောရင်မင်းရထောင်ကြတော့မှအဲ့ဒီတော့ထစ်တော့ပါမှာခုံပေါက်ပြီးတော့ဒေါသတွေကိုခြေရပြန်စင်းစားကြည့်ရပြီကုချင်းစာတရားတွေမထားတတ်ကြတော့ပြောတာအော်သူတို့မိသားစုနေရာမှာငါတို့မိသားစုဒါဆိုရင်ဆိုတဲ့အသိစိတ်ကလေးနဲ့ရှိတယ်ဆိုရင်တော့ပြစ်ဆက်တာတတ်မှာလေ ခုတော့ကဲဟိုးမနေရင်တော့ပေါက်ကွဲမှုကထကြွာလာသေးရဲ့နော်ကဲမင်းအောင်လိုင်းမင်းကိုပေါက်ကွဲနေတာမိုင်းတို့တာသမီးကကြောက်ခဲတလဲနေလို့ပဲဖိဆက်ရတော့မတန်အားလုံးပဲဒီဗီဒီယိုလေးမှာကတော့တစ်ချိန်လုံးကတော့မင်းတို့သေရဲတဲ့ကောင်တွေထွက်ခဲဆိုပြီးတော့တနက်ကြီးတွေကင်ပြီးတော့မြို့ထဲမှာပြည်သူတွေကိုချင်းချောက်ရွာတွေထဲဝင်မိတွေရှို့ ဤသူတွေကိုမရင်ကျင့်တက်ဖြစ်အကုန်လုံးနေတဲ့မကောင်းတာမှန်သမျှအကုန်လုံးနေတဲ့စစ်တပ်ကစစ်ခွေးတွေဟာနေစင်နေမြတစ်စက္ကန့်၁မိနစ်တွင်းမှရင်ဘဝပြောင်းသွားနိုင်တဲ့အခြေအနေကိုရောက်နေတာကိုဒီဗီဒီယိုလေးကသက်သေပါပဲအလုံးမဲဗီဒီယိုကိုကြည့်ပြီးတော့ချက်တော့ပြောချင်တာလေးရှင်ပြောခဲ့ကြပါအောင်ဗီဒီယိုလေးဆက်ကြည့်အောင်ကျွန်တော်ပုံလုံးမှာအဲသွေးမှလည်းမပါတော့အရင်မဖန်ရအောင် ျွန်တော်ရေချိုးနေကျွန်တော်တို့ရက်ွက်ထဲကမပြောက်ကဓပုံတွေ့တော့ကျွန်တော်ယောက်ျားမယ်သချိုးတွေတီးရောကြာအဲကျွန်တော်လာပြမှာကျွန်တော်လည်းတီးရောကျွန်တော်ကပုံထဲမှာဘယ်သွေးမှလည်းမပါတော့အအရင်မခံရအောင်ချင်အခုတော့အဲ့နေရာမှာအသက်ထွက်သွားကနရီရောက်တော့ပြန်ဆက်။အားယူနေနေတယ်ပေါ့။ပြောချင်တာတကင်းတွေလည်း သက်တည်ချက်မပြီးကြပါနဲ့တော့မတန်တော့ပါဘူးလို့ကျွန်တော်ကလည်းဘာမှမဟုတ်ဘူးနဲ့ပြည့်ခင်ဘာမှမဟုတ်ဘူးဆိုတဲ့စကားကိုပြောနေဘာမှမဟုတ်ဘူးဆိုတဲ့စကားကိုပြောနေနင်တို့စစ်ခွေးလုံနေရဆိုတော့ဟုတ်ကိုဟုတ်နေတာဘာမှမဟုတ်ဘူးဆိုတဲ့စကားကိုပြောစရာမလိုတာနင်တို့ပြောတာကိုလည်းနိုင်ငံတော်မှရှိတဲ့ပြည်သူတွေကဘာမှလက်မခံမဟုတ်ဘူးနင်တို့လုံနိုင်တဲ့အချိန်တုန်းကပြည်သူတွေကိုနှိမ့်ဆက်ခဲ့တဲ့အမုန်းတရားတွေနော်ပြည်သူတွေဘယ်လောက်ထိနာကြီးမုန်းတီးလဲဆိုတာ အားလုံးတွေ့တဲ့အတိုင်းပဲစနိုက်ပါနဲ့ရှော့သွားတာကဲအလှည့်ကြရင်တော့မနွယ်စတန်းပါနော်စလို့စစ်စီဒီလိုမျိုးမခံစားရခြင်း မခံစားခြင်းတော့အခုတည်းကကိုယ့်ရဲ့ယောက်ျားတွေကိုကထဲကနေပြီးတော့ထွက်ခိုင်းထားဖို့လိုပါတယ်ကူမပါမမလုံးပန်းတော့သူ့တူပြစ်သွားချာအဲ့လိုရအောင်အဲ့နောက်ထပ်အသက်တွေဆုံးဆုံးမတန်ပါဘူးလို့ပြောချင်ပါ ်ဒီနောက်ဘက်ကမှခုနှစ်နှစ်ကျော်ရှိနေပြီအမကလေးကဒီကောက်ကယောက်ျားလေးက၅နှစ်ခွဲခုကိုယ်က၃လပြည့်တော့မှတပည့်ပဲကျန်တော့ကြားရတော့စိတ်မကောင်းစရာပဲမယ်လေအားလုံးကကိုရေးချဲ့တဲ့လမ်းကိုကိုသွားရတာဖြစ်တဲ့အတွက်ဟာမိမိပြုတဲ့ကံမိမိထံပြန်လာတဲ့အနေအထားတစ်ခုရောက်ရှိနေရပါပြီးသူတွေရဲ့မုံတရားကိုစစ်ခွေးတွေဟာအချိန်နဲ့မျှပြန်ခံစားနေတဲ့အချိန်ရောက်နေပါပြီ မင်းညာကိုကျွန်တော်မပြောနေတော့ဘူးကြည့်လိုက်နေတကူပြည်တိုင်းငါဘလို့လုံးပါလဲလုံးမှာပိုင်းကြီးနေလို့ကလေးတယောက်နေလို့နေတကူပြည်တိုင်းငါရင်ကျိုးမှလို့မင်းညာနဲ့မျောသားဆုံးညာမူချုံစနစ်နိုင်မအေးဘူးပြင်းဆောင်တယ်ပြောပြီးတော့အခုမနေ့ကျမှကလေးမူချုံအကြောင်းပို့ပြီးတော့ ခမင်းကြရတူတူနဲ့ရောက်ပို့ပြီးပြန်လာတဲ့အချိန်ရေချိုးထွက်ဆိုပြီးရေချိုးဒီဦးလေးစီလာဆိုရင်အဲ့ခရေကလူငယ်ကိုဟိုကမပြူတော့မနက်ကဟိုကတော့အစင်းနာကြီးပြူတော့တော့ကလူငယ်တစ်ခါပဲတွေ့လိုက်ရခဏပဲအဲ့ဒီမှာကျွန်တော်လည်းရေမှုဆိုရင်လည်းအဲ့ဒီကကအဲ့ရက်ွက်တွေကလူတွေကသတင်းတက်လာမှတွေ့ရကျွန်တော်လည်းသတင်းကိုမဖတ်မိဘူးဘာလဲမဖြစ်တာဘယ်လိုလုပ်နေလဲသူကအဲ့လိုပြောမှတော့သုံးဆုံးပါ ။ကဲအားလုံးပဲဒါလေးကတော့စခန်းမှာစောင့်နေတုန်းစတိုင်ပါနဲ့ရှော့ခံလိုက်ရတာဖြစ်ပါတယ်။အားလုံးပဲဒီလိုမျိုးဖြစ်စို့ကိုမကြုံကျင်ဘူးဆိုရင်တော့အားလုံးလလန်ဖြူထောင်ပြီးတော့စစ်ခွေးဘွားနေပြီးတော့လူမျိုးအောင်ကြိုးစားဖို့ပဲဒီကနေပြီးတော့တိုက်တွန်းလိုက်ပါတယ်။ဒီကံကောင်မှလည်းအောင်ပွဲတွေယူနေသလိုပဲတစ်ဖက်မှာလည်းအားရပါးရကြီးနဲ့တီဘောမှလည်းအောင်ပွဲတွေခံနေတာကတော့ မြန်မာတနိုင်ငံတော့မှရှိတဲ့ဒေါ်လန်အေးကိုအားပေးနေတဲ့ပြည်သူတွေအတွက်တော့သတင်းကောင်းတွေကြီးပါပဲ။ဒါလေးကတော့ဒီဘောမှာဒီရန်လီအဖွဲ့တွေကမြေပြင်ကိုဆင်းပြီးတော့ဝင်ရောက်လေ့လာနေတဲ့အချိန်ကြီးရောက်ရှိနေဖြစ်ပါတယ်။အားလုံးပဲဗီဒီယိုလေးမကြည့်ရသေးရင်အတူတူကြည့်ကြအောင်။ never slow up. No, I don't take shit. i got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up and make a statement. I don't ever slow up. No, I don't take shit. I've got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up. I do, so instinctive and so passionate. Every word I move, so descriptive, like an adjective. I got a vendetta against people who patented being negative when you should be getting after it. I got facts over facts over tracks, this and that. Spitting slow, spitting fast. I could roast, I could gas. Think I'm okay at last, but I don't know if that can erase all the past and the pettiness. A reflection of the emptiness. <laughs> <laughs> get off of me. This ain't no humble brag. I want you to hear words, you can say them back. I want you to feel free from the chains that last. And to believe in what you got, it was built to last, yeah. Now that I've been put through hell, I never got anyone's help. I had to do it all myself. <laughs> I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this. ရအားလုံးပဲဒါလေးကတော့ဒီဘောအမျိုးရဲ့အခြေအနေဖြစ်ပါတယ်ဒီဘောမျိုးမှာတော့ DNL တက်တရားလုံးစုံသိမ့်ပိုက်ထားတဲ့အတွက် KO ဝဲမျိုးထဲမှာဖျားလေးတော်ဝင်ရှ िख ိုးရပါသေးတယ်မင်းအောင်လည်းတခါလေးတော့ဒီကိုလာပြီးရှ िख ိုးစီခြင်းပါတယ်ဗျမျိုးတွေအားလုံးပဲကျွန်တော်ရဲ့ကိုကြက် Revolution Reaction Channel လေးမှာတော့ အရင်းအစည်းအဝေးတွေနဲ့ဗီဒီယိုလေးတွေကိုတော့မြန်မာစံတော်ချိန်မနက်7:00နာရီခွဲနဲ့မြန်မာစံတော်ချိန်ညနေ6:00နာရီခွဲမှာနေ့စဉ်တနေ့မှဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပြီးရတယ်အားပေးပြီးကြဖို့တောင်းဆိုလိုက်ပါတယ်